ီးခဲ့တဲ့ရက်ပိုင်းတုန်းကရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ Overflow Music Festival ပွဲတော်မှာလိမ့်မိုင်းဆိုင်ရာညဉ့်ဉန်းစကားများပြောဆိုခဲ့သူအဆိုတော် Wing O1 အပါအဝင်တီးဆိုးပြောပြသူများနဲ့ပွဲစီစဉ်သူများစုစုပေါင်း16ဦးကိုဖမ်းဆီးအရေးယူထားနေဆက်ဆံပြီးစောက်ကလေးမရစေနဲ့ကိုနှောင်းတော့ဒီလေစောက်ကလေးမျိုးနဲ့ရိုးတာလို့ဒိုးလိုက်စောက်စ မင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ Overflow Music Festival ပွဲတော်မှာနေမိုင်းဆိုင်ရာညဉ့်ဉန်းစကားများပြောဆိုခဲ့သူ Wink Owen အပါအဝင်တိဆိုးဖျော်ဖြေသူအားလုံးနဲ့ပွဲဆွစဉ်သူများစုစုပေါင်း16ဦးကိုဖမ်းဆီးအေးအေးယူထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့ညပိုင်းမှာရန်ကုန်တိုင်းဒေသကြီးသင်္ကန်းကျွန်းမြို့နယ်သူဝန29ရပ်ကွက်ပေါ်ဆမ်းမွေးလမ်းပေါ်ရှိ Eastern Yangon Event Pad မှာကျင်းပပြုလုပ်ခဲ့တဲ့ Overflow Music Festival ပွဲတော်မှာအဆိုတော်ဝင့်ခေါ်ရဲဝင်းအောင်ခေါ်ဗလာနဲ့ဘက်ခိုပိန်ခေါ်သိမ့်မင်းထိုက်တို့ဦးဆောင်တဲ့အဖွဲမှာ stage စင်ပေါ်မှာညဉ့်ညမ်းသောစကားများပြောဆိုကာတီဆိုကခုံဖျော်ဖြေခဲ့ကြတာကြောင့်အရေးယူဆောင်ရွက်နိုင်ရေးစုံစမ်းဖော်ထုတ်ခဲ့တယ်လို့သိရပါတယ်။ ထို့သောဖော်ထုတ်ချက်တွေအရအဆိုပါဖြောပြပွဲဖြစ်မြောက်ရေးစီစဉ်ဆောင်ရွက်ခဲ့သူများဖြစ်တဲ့စမ်းချောင်းမြို့နယ်မုံလုံဆောင်ကုန်းတောင်ရက်ွက်နေတင်ရနနာသိန်း မယန်းကုန်းမြို့နယ်စီပင်မီသက်ရုံဝန်ထမ်းအရာနေဟန်လင်းထက်နဲ့တင်ကန်းကျွတ်မြို့နယ်သူဝနာ29ရက်ကွက်နေအောင်ခန့်မော်ခေါ်ဂျပန်ကြီးတို့ဟာတင်ကန်းကျွတ်မြို့နယ်သူဝနာ29ရက်ကွက်ပေါ်ဆန်းမွေးလမ်းပေါ်ရှိ Eastern Yangon Event Pub မှာ Overflow Music Festival ပွဲတော်ကိုနိုဝင်ဘာလ1ရက်နေ့နဲ့2ရက်နေ့တို့မှာပျော်ပြွဲပြုလုပ်နိုင်ရန်စီစဉ်ခဲ့ကြောင်း အစိုးရဝင်းခေါ်ရဲဝင်းအောင်ခေါ်ဗလာဘခိုးဘိန်းခေါ်တိမ့်မင်းထိုက်တို့ကိုနိုဝင်ဘာလ၂ရက်နေ့ညမှာတခြားဆိုတော်များနဲ့အတူဖျော်ဖြေပေးရန်ငားရန်ခဲ့ကြောင်းနိုဝင်ဘာလ၂ရက်နေ့ညမှာအစိုးရဝင်းခေါ်ရဲဝင်းအောင်ခေါ်ဗလာနဲ့ဘက်ခိုဘိန်းခေါ်တိမ့်မင်းထိုက်တို့နှစ်ဦးဟာရှားပါတဲ့နဲ့5.55566တချင်းအပါအဝင် တချင်းဆက်နှစ်ပုတ်အားတိစိုးဖျော်ပြခဲ့ကြတယ်။ 5.55566တချင်းကိုဖျော်ပြရမှာအဆိုပါအဆိုတော်နှစ်ဦးကနိုင်ပိုင်းဆိုင်ရာညဉ့်ဉန်းစကားများပြောဆိုကာလာရောက်ကြည့်ရှုတဲ့ပြည်သက်များအတွင်သို့ကွန်တုံးများဖြန့်ချဲခဲ့ပြီးတဲ့နောက်တိဆိုဖျော်ပြခဲ့ကြသော ထို့သောဖြောပြနေစဉ်၎င်းတို့နှစ်ဦးအပါအဝင်73ဦးခန့်မှစင်ပေါ်တက်ရောက်၍ကခုန်ချင်းဗီဒီယိုရိုက်ကိုချင်းများဆောင်ရွက်ခဲ့ကြောင်းဖော်ထုတ်သိရှိရပြီးရင်းတို့ဖော်ထုတ်ချက်အရအခင်းဖြစ်နေမှာတိဆိုးဖြောပြကခုန်ချင်းဗီဒီယိုရိုက်ကိုချင်းများမှာပါဝင်ခဲ့ကြသူများကိုဖမ်းဆီးရမိနိုင်ရင်ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည် ထို့နောက်တိဆိုးဖျော်ဖြေရာမှာပါဝင်ခဲ့တဲ့မန္တလေးတိုင်းဒေသကြီးပြည်ကြီးတခုမျိုးနဲ့မြို့သိကကြီးရက်ွက်နေ It's ဖြိုခေါ်ဖြိုတန်းအောင်ခေါ်ကိုဖြိုအောင်နိုဝင်ဘာလ9ရက်နေ့ညနေ3:00နာရီမှာရန်ကင်းမြို့နယ်အမှတ်1ရက်ွက်ရှိ WhatsApp Cafe ဆိုင်မှာဖမ်းဆီးရမိခဲ့ပြီး၎င်း၏ဖော်ထုတ်ချက်အရစတိတ်စင်ပေါ်မှာတိဆိုးကားခုန်ခဲ့သည့်တာမွေမြို့နယ်မြင့်တာညွန့်ရက်ွက်နေပြည်ဆောင်ထွန်းခေါ်ဆိုင်းမွန်းဖအောင်၎င်းနှင့်ညနေ4:00နာရီခွဲအချိန်မှာသူဝနာလယ်မြေရဲစခန်းသို့ချိတ်ဆက်ခေါ်ယူ၍၎င်း ချမ်းရည်သာဆန်းမျိုးနယ်နေတက်လှိုင်ဝင်းခေါ်ကိုတက်ချမ်းမြသာစီမျိုးနယ်နေသူများဖြစ်သည့်အာကာဖြိုးခေါ်အာကြီးမင်းမော်ထွန်းခေါ်မော်ကြီးဟိတ်လွင်ထွန်းခေါ်ဖိုထန်းဆိုင်းအောင်ခီတို့အောင်နိုဝင်ဘာလ9ရက်ည8နာရီမှ၎င်းတို့၏နေအိမ်များ၌၎င်းမယံကုန်းမြို့နယ်အမှတ်6ရပ်ကွက်ဝင်းလင်းအောင်အာ၎င်းနေ့ည8:15မိနစ်မှာသူဝနနယ်မြေရဲစခန်းသို့အချိတ်ဆက်ခေါ်ယူ၍၎င်း ချမ်းမြသာစီမျိုးနဲ့တံပဝတီရက်ွက်နေသူများဖြစ်သည့်အဆိုတော်ဝင့်ခေါ်ရဲဝင်းအောင်ခေါ်ဗလာပြည်စောအောင်ခေါ်ဖော့စ်23နှစ်နဲ့ထိုင်းအောင်ကျော်မြက်ခေါ်ပြဲကြီးတို့အောင်နိုဝင်ဘာလ6ရက်နေ့မိုးလွဲ2နာရီမှာသူဝနာနယ်မြေရဲစခန်းသို့ချိတ်ဆက်ခေါ်ယူ၍၎င်း ချိုင်းရီတာဆန်းမျိုးနဲ့ပြည်ကြီးမြက်ရှင်ရက်ကွက်နေအဆိုတော်ဘက်ခိုဘိန်းခေါ်တိမ့်မင်းထက်နေရန်ကင်းမျိုးနဲ့အမဲချောင်းရက်ကွက်နေလင်းလင်းထွန်းခေါ်လင်းထွန်းတို့ဟောင်းဒုနနယ်မြေရဲစခန်းတို့လာရောက်အဖမ်းခံခဲ့တာကြောင့်အသီးသီးအမှုဖွင့်အဖမ်းဆီးစစ်ဆေးခဲ့ကြောင်းသိရပါတယ်။ ရခုကဲ့သို့စတိတ်စင်ဘော်ကနေလိမ့်မိုင်းဆိုင်ရာညဉ့်ဉန်းစကားများပြောဆိုကာကွန်ထုံးများဖြန့်ဝေပြီးတီဆိုကားခုံခဲ့ကြသူများဖြစ်သည့်အဆိုတော်ဝင်းခေါ်ရဲဝင်းအောင်ခေါ်ဗလာနှင့်ဘတ်ခိုးပိန်းခေါ်တိမ့်မင်းထတ်တို့အပါအဝင် အမျိုးသား73ဦးနှင့်ပွဲစီစဉ်သူများဖြစ်သည့်တင်ရရနာသိမ့်ဟန်လင်းထတ်နှင့်အောက်ခတ်မော်ခေါ်ဂျပန်ကြီးတို့အားတင်ကန်းကျွတ်မြို့နယ်သူဝနနယ်မြေရဲစခန်းမှာပါဆောင်213မြင်းဆောင်2025ရာဇသက်ကြီးပုံမှ905ကကြီးမြင်းဆောင်296မြင်းဆောင်114အရာ အမှုဖွင့်အရေးယူထားကြောင်းနဲ့၎င်းတို့အောင်ဥပဒေနဲ့အညီထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။